သူကသူစစ်ထောက်တိုင်းလို့ဆိုပြီးတော့ NGO ဝင်ကြီးဌာနလောင်းမှာ NGO ရဲ့လောင်းမှာရှိတဲ့ပြည်ထောင်ဝင်ကြီးဌာနမှာတာဝန်ထမ်းဆောင်ပေးပါတယ်ဆိုရဲစစ်ထောက်တိုင်းဆိုအောင်မောင်းခေါ်ခိုင်လေးอ่ะဟိုကျွန်တော်ကိုပေါ့နော်မင်းထိုင်းနဲ့မြန်မာပြည်ကိုပြန်လာရဲပြန်လာကြည့်ပေါ့နော်မြို့ငါမြို့ငါပြစ်တပ်လိုက်မှာဆိုပြီးတော့ကျွန်တော်အဲ့လိုချိန်ချောက်ပါတယ်အဲ့အဲ့ဒါလည်းကျွန်တော် post တင်ထားပါတယ်အဲ့တော့ကျွန်တော်ဆိုလိုချင်တာက NGO ရဲ့ပြည်ထောင်ဝင်ကြီးဌာနမှာတာဝန်ထမ်းဆောင်နေတဲ့သူတိဒီလိုမျိုးပြည်သူတရားကိုပြစ်တပ်မယ်လို့ပြောခွင့်ရှိသလားအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ NUG ပြည်ထရေးဝင်ကြီးဆိုသူမှ NUG ထောက်ခံအားပေးဝန်ရံသူဦးထေးနိုင်အားထိုင်းလာရင်ပြစ်တက်မယ်လို့ချင်းချောက်တာခံနေရကြောင်းရင်ဖွင့်လာသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာပြောချင်တာကကျွန်တော်ပြီးခဲ့တဲ့ပတ်ကဟို NUG အစိုးရရဲ့လက်အောက်မှာရှိတဲ့ပြည်ထရေးဝင်ကြီးဌာနကအောင်မောင်းခေါ်ခိုင်လေးရဲ့အကြောင်းကျွန်တော်တင်ပြလိုက်တယ်ပေါ့နော်တင်ပြလိုက်တယ်ပေါ့အဲ့ဒါတင်ပြလိုက်တဲ့နေရာမှာဘာဖြစ်လာလဲဆိုတော့ဟိုတနေ့အောင်မောင်းခေါ်အောင်မောင်းခေါ်သူ့ကိုယ်သူစစ်ထောက်လိုင်းလို့ဆိုပြီးတော့ NUG ဝင်ကြီးဌာနလက်အောက်မှာ NUG ရဲ့ လက်အောက်မှာရှိတဲ့ပြည်ထောင်ဝန်ကြီးဌာနမှာတာဝန်ထမ်းဆောင်နေပါတယ်ဆိုတော့စစ်ထောက်လာရေးဆိုအောင်မောင်းခေါ်ခိုင်လေးอ่ะဟိုကျွန်တော်ကိုပေါ့နော်မင်းထိုင်းနဲ့မြန်မာပြည်ကိုပြန်လာရေးပြန်လာရှိပေါ့နော်မင်းကတော့မင်းကပြတ်တက်လိုက်မှာဆိုပြီးတော့ကျွန်တော်လည်းချိန်ချပါတယ်အဲအဲအဲ့ဒါလည်းကျွန်တော် post တင်ထားပါတယ်အဲ့တော့ကျွန်တော်ဆိုလိုချင်တာက NUG ရဲ့ပြည်ထောင်ဝန်ကြီးဌာနမှာတာဝန်ထမ်းဆောင်နေတဲ့သူတိဒီလိုမျိုးပြည်သူတရားကိုပြတ်တက်မယ်လို့ပြောခွင့်ရှိသလားတော်ရှိသလားပေါ့နော်အဲ့ဒါအဲ့ဒါကြီးကျွန်တော်တို့နေစဉ်းစားစရာလေးပေါ့။သူကလည်းသူကလည်း NUG ကတကယ်ခံထားလားမခံထားလားကျွန်တော်လည်းမသိဘူးပေါ့ဗျာဒါပေမဲ့ဖြစ်ဖြစ်အသေးချာသောအရာတစ်ခုကတော့သူဟာဆိုလို့ရှိရင်စီဂျန်သမားတယောက်ဖြစ်တယ်သူကသူသူပြောပြတာပေါ့နော်ဒါသူပြောပြတဲ့အချက်လက်တွေကျွန်တော်ဒီမှာအများကြီးရှိပါတယ် record တွေပါအများကြီးရှိပါတယ်နော်အအချက်လက်တွေအများကြီးရှိတယ်သူပြောတဲ့ပုံစံအရဆိုရင်သူကစီဂျန်သမားတယောက်ဖြစ်တယ်စီဂျန်သမားတယောက်ဖြစ်ပြီးတော့ဒီလူရင်ကိုခိုးလုံလာတယ်ဆိုပြီးတော့သူအဲ့လိုပြောပြီးတော့မှဒီလိုပြည်သူတွေကိုပြဆော့ကားလာပြီးဒီ energy ရဲ့ပြည်ထောင်ဝန်ကြီးဌာနမှာရှိတဲ့ကမရှိတဲ့ကပေါ့နော်ဒီလိုလူမျိုးတွေအဲ့တော့ဟိုပြည်သူတယောက်ကိုတော့မှပြန်ပြီးတော့ ပစ်တတ်မယ်ဆိုလို့ပြောရတဲ့သူတွေ NGO ကြီးရဲ့ပြည်ထောင်ဝန်ကြီးဌာနမှာမရှိခြင်းမလို့တော့ကျွန်တော်တို့ထင်တာပဲเนาะအဲ့ဒါလေးဒါအဓိကကြပါလေဆိုတော့ဟိုဒီဒေါ်လာရေးကာလမှာဒီကျွန်တော်တို့ဒီဒေါ်လာပြည်သူတွေဘက်ကိုခိုးလုံလာတယ်ဆိုတော့စီရီယာသမားတယောက်ဒီလိုစကားမျိုးပြောတာကအလွန်ရှိုင်းပါတယ်เนาะဒီလိုစကားမျိုးကလုံးဝမပြောသင့်ပါဘူးအဲ့တော့ဒီလိုပြောတဲ့စကားတွေဒီဒါဒီဟိုတော်လံပြည်သူတို့တော်လံ တော့လည်းမပါဝင်နေတဲ့သူတို့ကျွန်တော်တို့မတတ်နိုင်ပါဘူး။ဒါရအယောင်ဆောင်လို့ပဲကျွန်တော်တတ်မှတ်ပါတယ်။အဲ့တော့ခိုင်လေးခေါ်အောင်မောင်းကြီးစစ်ထောက်လိုင်းရဲ့နာမည်ခံပြီးတော့အယောင်ဆောင်ကျွန်တော်တို့ပြည်သူတွေကြားရအောင်ဝင်ရောက်လာခြင်းလို့ကျွန်တော်တို့တတ်မှတ်လို့ရပါတယ်နော်။ဟိုမင်္ဂလာပါခင်ဗျာအလုံးမဲ့။အဲ့တော့ဒီလိုမျိုးပြည်သူတယောက်ကိုပြည်သူကခန့်ထားတဲ့ပြည်သူရဲ့တာဝန်တွေတာဝန်တွေလုံဆောင်ပန်နေပါလေဆိုတော့စစ်ထောက်လိုင်းရဲ့ဆိုသူအောင်မောင်းခေါ် ခိုင်လေပြည်သူလူထုကိုပြန်လှည့်ပြီးတော့ပိတ်တတ်မယ်ဆိုတဲ့စကားဒီဒါပြည်သူစော်ကားနဲ့တူပါတယ်မင်းဒီတော်လှန်ရေးမှာထဲထဲဝင်မပါပဲနဲ့တော်လှန်ရေးမှာအယောင်ဆောင်တယောက်လုတာကလို့တတ်မှတ်လို့ရပါတယ်เนาะအဲ့တော့ပြည်သူတွေတိထားဖို့ကဒီတော်လှန်ရေးမှာအယောင်ဆောင်တွေအများကြီးရှိပါတယ်ဟိုစစ်တပ်ကနေပြီးတော့ CDL လောက်လာတာပဲဖြစ်ဖြစ်เนาะတော်လှန်ပြည်သူတွေဂျားတွေကိုနီးမျိုးစုံနဲ့ဝင်လာတာပဲဖြစ်ဖြစ်เนาะအဲ့တော့တော်လှန်နေတဲ့သူမှန်သမျှထဲမှာလည်းလူတိုင်းဒီတော်လှန်နေတာမဟုတ်ပါအယောင်ဆောင်ဒီတော်တော်များပါလေဆိုတော့ကျွန်တော်ဒီနေရာလေးကိုတင်ပြချင်ပါတယ်အဲ့တော့တို့တို့ဒီဘောမကြီးနဲ့ပေါင်း ဖျားကိုတတ်ဖျားကိုဆဲဆုံနေတဲ့သူတွေနဲ့ပေါင်းပြီးမှကျွန်တော်တို့ပြည်သူတွေကိုပြန်ပြီးတော့တော်လှန်နေတဲ့သူတွေလို့ပဲကျွန်တော်တို့မြင်ထားပါတယ်ပေါ့နော်အဲ့တော့ဒီလိုလူတွေအားလုံးဒီကျွန်တော်တို့ဒီလူပေါင်းလူတိုင်းဝိုင်းမှာမရှိဖြစ်ပါဘူးเนาะအဲ့ဒါလေးကျွန်တော်တို့အဓိကပြောချင်ပါတယ်ဆိုတော့ကိုထိမှကိုနာတာပေါ့နော်ကိုလုံးတမရအရာဒီဘယ်အရာမှမအရာမထင်မနဲ့ကိုထိမှကိုနာပြီးတော့ပောက်ကွဲပြီးမှပြည်သူတွေကိုပြန်လည်ပြစ်တတ်မယ်ဆိုတဲ့စကားမျိုးဒီဟိုအန်ယူဂျီကဝင်ထားတာမရှိသင့်ဘူးလို့တော့ကျွန်တော်တို့ထင်တာပဲအဲ့ဒါလေးကျွန်တော်အဓိကဟို highlight လုပ်ပြီးတော့ကျွန်တော်ပြောချင်တာပါအဲ့တော့သူ သူဒီစစ်တပ်ကလာပြီးတော့ CDL လောက်လာတဲ့အကြောင်းကြီးဒီညင်းဆိုလို့မရပါဘူးကျွန်တော်တို့မှာဒီသူပြောဆိုထားချက်တွေများအားလုံးနဲ့ဟိုကျွန်တော်တို့ရဲ့ရောင်ရင်ကိုကြီးကိုကိုလည်းမဆုံးခင်ကသူကိုကြီးကို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 လည်းနဲ့ပြောခဲ့တဲ့စကားတွေအတန်ပိုင်းတွေကကျွန်တော်တို့ဒီမှာအများကြီးရှိပါတယ်เนาะအဲ့ဒါလေးတွေကလည်းအဲ့ဒါလေးတွေကျွန်တော်တို့ကတင်ပြချင်းတင်ပြခွင့်ရရင်တင်ပြချင်းပါလေအဲ့ဒါလေးတွေကလောလောဆယ်ဒါပေမဲ့အဲ့ဒီ post တွေအကုန်လုံးကျွန်တော်တို့တင်ပေးပါမယ်เนาะတင်ပေးပါမယ်အဲ့ဒါလေးကဘာလို့တက်တည်တွေပေါ့เนาะဒါအမိုင်းမှာဟိုထားရှင်းရမယ့်တက်တည်တွေပေါ့အဲ့တော့ ဒီလိုထားရှင်းမဲ့တက်တည်တွေကိုကျွန်တော်တို့ကဘယ်တော့မှဖြောက်ဖြစ်မှာမဟုတ်ဘူးဒီလိုမျိုးဆိုရှယ်မီဒီယာမှာပြည်သူလူထုသိအောင်လည်းကျွန်တော်တင်သွားပေးပါမယ်လို့အဲ့ဒါလို့ကျွန်တော်အဓိကထားပြီးတော့ပြောချင်ပါသေးပါတော့အဲ့တော့ပြည်သူတွေအနေနဲ့လည်းတတိထားမှာကဟိုအန်ယူဂျီဝန်ကြီးဌာနမှာလုတ်တယ်လို့ဆိုတိုင်းလဲဒီလူတွေဒီပြည်သူပေါ်မှာစဉ်းစားထားတဲ့သူမဟုတ်ပါနော်အမင်္ဂလာပါအားလုံးမင်္ဂလာပါကိုကိုမင်္ဂလာပါဒီလူတွေအားလုံးဒီလေပြည်သူလူထုပေါ်မှာဟိုစေတနာထားခြင်းမဟုတ်ပါပြည်သူလူထုရဲ့ကြားလေးကိုအယောင်ဆောင်ဝင်ရောက်လာတဲ့အရှုပုတ်တက်ပြီးပဲဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့လူတွေအားလုံးဒီ ဒီစစ်အာဏာရှင်စနစ်ဆိုရပြုတ်ကြဖို့လုပ်နေကြတဲ့လူတွေကြီးပါပဲဒီလူတွေကိုဒီလိုလူတွေကိုမှပြစ်တတ်မယ်လို့ဆိုတဲ့ NUG ရဲ့ပြည်ထောင်ဝန်ကြီးဌာနမှာတာဝန်ထမ်းဆောင်နေတဲ့အောင်မောင်းခေါ်ခိုင်လေးတော်တော်လေးကိုဟိုအောက်တန်းကြတဲ့စကားလုံးမျိုးပြောပြောသွားပြီပေါ့နော်အဲ့တော့မင်းပြောသွားတဲ့စကားတွေမင်းတာဝန်ယူရမယ်ပေါ့နော်အဲ့ဒါလေးတွေတက်ပြောချင်လာပါအဲ့ဒါလေးပြောချင်ပါလေအဲ့တော့ကျွန်တော်တို့အဓိကလောက်ရမယ်အလုပ်ဒီစစ်အာဏာရှင်မိစ္ဆာတွေစနစ်တွေပြုတ်ကြဖို့ပဲအဲ့ဒါအဓိကပါအခုလောလောဆယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပြည်သူတွေကြားလေးကိုဘာသာရေးမှိုင်းတိုက်ပြီးတော့လူမျိုးရေးဘာသာရေးအထိခေုံဖြစ်အောင် ဖန်တီးနေတဲ့လောက်ရက်တွေကျွန်တော်တို့မျက်ဝါးထင်နေမြင်လာရပါတယ်အဲ့တော့ကျွန်တော်တို့လောက်အောင်အလုပ်ဒီစစ်အာဏာရှင်စနစ်ဆိုကြီးဒီမိဆာကောင်ကြီးတုတ်ကြဖို့ကအဓိကပါကျွန်တော်တို့ဒါရောအာရုံတဆိုင်လို့မရဘူးအဲ့တော့ဒီလူမျိုးရေးဘာသာရေးကြားထဲမှာဝင်ရောက်ပြီးနှောက်ယှက်နေတဲ့သူတွေကိုကျွန်တော်အာရုံဆိုင်ဆံမလို့ပြန်လဲတုံ့ပြန်စရာလည်းမလိုဘူးသူတို့ရဲ့ခေါ်ဆောင်ရနောက်ကိုလည်းကျွန်တော်တို့လိုက်သွားကြမလို့ဆိုတာကအဓိကကြားတဲ့အချက်ပါเนาะဒါဖြစ်လို့လဲဆိုတော့ဒီစစ်ခွင့်မရောက်နိုင်တာဒီယခုဟိုပြည်သူ့ဆန္ဒခံယူပွဲဆိုပြီးတော့ထောက်ဟိုမဲပေးဖို့ လက်စည်းုံနေတဲ့အချိန်မှာသူတို့ရဲ့လှုပ်ဆောင်ချက်တွေဒီစစ်အာဏာရှင်စနစ်ဆိုးတွေရဲ့လှုပ်ဆောင်လှုပ်ဆောင်ချက်တွေဒီဘယ်ပြည်သူကိုမှထိ ंछ ုံနိုင်တော့မရှိဘူးเนาะအဲ့တော့ပြည်သူတွေရဲ့မဲကိုလိုချင်လို့လှုပ်ဆောင်နိုင်ခြင်းလည်းမရှိဘူးပြည်သူတွေအနေနဲ့လည်းဘယ်မဲမှလည်းထည့်ပေးမှလည်းမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ယုံပါတယ်အဲ့တော့နောက်ဆုံးအမထူထောက်ရတဲ့အတွက်ဘာသာရေးလူမျိုးတွေကိုမှိုက်တိုက်ပြီးတော့တဖက်တလန်းကနေပြီးတော့မြန်မာနိုင်ငံတွင်းမှာမငြိမ်မသက်ဖြစ်အောင်လှုပ်ဆောင်နိုင်လိမ့်မယ်လို့ကျွန်တော်တို့ယူဆပါတယ်เนาะကျွန်တော်တို့ယူဆတဲ့အတွက် အဲ့တော့ဘာသာရေးလူမျိုးမိုက်တိုက်တဲ့ကြားထဲမှာဘယ်သူမှပါဝင်မသွားဖို့ကျွန်တော်ဒီညနေမိသားရက်ခံချင်ပါတယ်တော်တော်များများကတော့ဒီဇိုင်းမမဘာသာရေးလူမျိုးနဲ့ပတ်သက်ပြီးတော့ဟိုချက်ချက်လောက်လောက်ပြောဆိုနေတာလေကျွန်တော်တို့ကြားနေရတယ်เนาะအဲ့နောက်ကိုပါမသွားဖို့ကျွန်တော်အထူးမိသားရက်ခံပါတယ်ဆိုတော့အခုမြန်မာနိုင်ငံထဲမှာရှိတဲ့ပြည်သူလူထုတွေနေနဲ့လေဟိုလူခွင့်ရေးဆိုတာဘာမှမရှိတော့ပါဘူးเนาะပြည်သူတွေကိုအတင်းအဓမ္မခိုင်းစေတာမျိုးတွေပြည်သူတွေကိုအတင်းအဓမ္မစစ်တပ်ဖြေအောင်ဆွဲခေါ်တာမျိုးတွေပြည်သူတွေကိုအတင်းအဓမ္မနေရက်ကိုပြန်ခိုင်းတာမျိုးတွေကျွန်တော်တို့တွေ့နေရပါတယ်အခုကြောက်မဲပဲမှာဆိုလို့ရှိရင်လည်း ကြောင်မဲတို့တို့ပြန်ပြန်ထိမ့်သိမ့်ပြီးရဲ့အချိန်မှာစစ်ပေးဆောင်ကြောင်မဲရတီတူဒီသားတွေကိုအတင်းအဓမ္မဒီကြောင်မဲမျိုးတွေကိုပြန်လာဖို့ကိုဟိုစီယုံတိမ့်သွင်းနေတာကျွန်တော်တို့ကြားမြင်သိရပါစိတ်ကြောင့်မကောင်းပါဘူးเนาะအဲ့တော့ပြည်သူတွေအနေနဲ့ပြန်လာခြင်းပြန်လာခြင်းရဲ့အကြောင်းအရာတွေကဒီမျိုးရဲ့ပတ်ပတ်လည်မှာဒီစစ်တပ်ကထောင်ထားတဲ့မိုင်းတွေဒီဒီလေးတွေတို့ပြန်လာမတူခေါ်သေးပါဘူးမရှင်းလင်းသေးပါဘူးထပ်ပြီးတော့ဒီမိုင်းတွေကိုထောင်ထားတဲ့ထောင်ထားစဲထောင်နေစဲပဲဖြစ်ပါလေအဲ့တော့ဒီကြောင်မဲမျိုးကြီးကိုဆုတ်ခွာပြီးတော့ထွက်ပြေးသွားတဲ့ဒီစစ်ပြေး ပြည်သူတွေအနေနဲ့ဘယ်လိုလှုပ်ပြီးများဒီကြောက်ရွံ့မျိုးပြန်ဝင်နိုင်ပါမလဲအဲ့ဒါကိုအတရားနာမှာပြန်ဝင်ခိုင်းတယ်ပြန်ဝင်လာလို့ရှိရင်အိမ်ကိုချိတ်ပိတ်နေဘာညာချိန်ပေါင်းနေရတာဒါကျွန်တော်တို့ရဲ့ပြည်သူတွေရဲ့လူခွင့်ရေးကိုစော်ကားနေရတယ်အတူတူပါပဲအဲ့တော့မြန်မာနိုင်ငံကဘယ်ပြည်သူမှလူခွင့်ရေးကိုအပြည့်အပြည့်အဝမရရှိနိုင်ဘူးလူခွင့်ရေးချိုးဖောက်ခြင်းကိုခံနေရတယ်အဲ့လိုအရာတွေအားလုံးကိုကျွန်တော်တို့တောင်းတနိုင်မှုကျွန်တော်တို့စူးစမ်းနေတဲ့အချိန်မှာဒီလိုမျိုးလူမှုရေးဘာသာရေးလူမျိုးရေးအထူးအရေးဖြစ်ဖို့ကိုကျွန်တော်တို့အထူးတက်လက်ရှောင်ရှားဖို့အရန်ရေးကြည့်ပါတယ်နော်ဒီစစ်စစ်ခွေးရရလဲ မဲပေးမဲ့အရေးကိုဒါလေအထူးအရေးဆိုင်ပြီးတော့ဆောင်ရွက်နေခြင်းဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့အထူးသတိထားမယ်အချက်တွေပါပြည်သူတွေအနေနဲ့လည်းမိမိပြည်ထဲမှာကော်ပိုရိတ်တွေမတုံ့လန်နိုင်ဘူးဆိုရင်တောင်မှတော်လာစိတ်လေးရှင်ထဲမှာထားပြီးတော့ငါတို့ဒီစစ်ခွေးတွေကိုဘလို့နီးနေနေငါတို့တော်လာနိုင်မယ်ဆိုတော့နီးလန်းလေးနဲ့ပေါ့ဥပမာဒီလိုပဲရွေးကောက်ပဲကြီးကိုမတက်ရောက်ပဲနဲ့အိမ်မှာနေရောမရဘူးလားကျွန်တော်ဒါကြီးစဉ်းစားလို့ဆရာတွေအများကြီးပါတယ်နော်အဲ့တော့မိသူတူတူတယောက်ဘယ်နိုင်ငံမှာမှမင်းမဲချက်ရမယ်ဆိုတော့အတေးအထဲမှာစိတ်ခိုင်းချက်မျိုးဘယ်နိုင်ငံမှာမှမရှိပါဘူး ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ဒီစစ်အုပ်စုမိစားဒီကတော့အတင်းအဓမ္မမဲထည့်ခိုင်းခြင်းမဲမထည့်ရင်ဘာလို့မညာလို့မချင်းချောက်ခိုင်းခြင်းများခိုင်းရနိုင်ချေရှိပါတယ်အဲ့တော့ပြည်သူတွေနေနေကတော့ဟိုကိုအတိနဲ့ပေါ့အတိညာနဲ့ဘက်ဘက်ဘက်ပေါင်းစုံကနေပြီးတော့စဉ်းစားနေကိုတော့အရင်အရေးကြီးပါတယ်ဗောနော်အဲ့လိုအရာမျိုးတွေကိုကျွန်တော်တို့ပြည်သူတွေဘက်ကနေပြီးတော့ဘယ်လိုရက်တည်ပြီးပြီးတော့ဘယ်လိုစဉ်းစားပြီးနိုင်မလဲဆိုတာကျွန်တော်တို့ဒီဒီ online မှာရှိတဲ့ social media မှာရှိတဲ့ speaker တွေအနေနဲ့လည်းဟိုစဉ်းစားပြီးတော့ဟိုပြန်လည်ပြီးတော့ပြောကြားပေးစီချင်ပါတယ်ဗောနော်အဲ့ဒါလေးကျွန်တော်အဓိကပြောချင်ပါတယ်နောက်တစ်ချက်ကျွန်တော်တို့ဒီ ဒီတော့ကပြည်သူတွေကြားထဲမှာစောစောတက်မှလည်းရှေ့ရနေပြီးတော့ဆက်ဆောင်ပေးနေတဲ့သူတွေရှိပါတယ်အဓိကကျွန်တော်ပြောချင်တာကဟိုဟိုမပါဆက်လို့သူဆိုလို့ရှိရင်လည်းဟိုသူပြောပြတဲ့စကားရှင်းပါတယ်ပေါ့နော်သူရဲ့လှုပ်ဆောင်ချက်သူရဲ့ရည်တည်မှုတွေအားလုံးကိုဟိုသူဆွေးနေတဲ့သူတွေအားလုံးအတွက်သူစိတ်ခွန်အားတက်ရှိပါတယ်ပေါ့နော်သူရဲ့ပိုင်ဆိုင်မှုတွေသူရဲ့စီးပွားရေးတွေအားလုံးဒီသူရဲ့ကိုကြိုးလှုပ်ဆောင်ခဲ့တဲ့အရာအားလုံးဒီအားလုံးဒီဘယ်လိုပဲဖြစ်ဖြစ်သူရဲ့ပက်ကမှန်ကန်ကြောင်းပေါ့နော်မှန်ကန်ကြောင်းဘယ်သူပြောတာ ဘသူကဆွ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 သူ့လောက်ရောက်ကို तू ရှေ့ဆက်ပြီးတော့လောက်ပါမယ်ဆိုတဲ့အရာတွေကို तू ပြောပြခဲ့ပါတယ်ကွာနော်အဲ့တော့သူ့ရဲ့စိန်ခေါ်ထားမှုလည်းရှိပါတယ်သူ့ရဲ့ပိုင်ဆိုင်မှုတွေသူ့ရဲ့စီးပွားရေးအားလုံးတွေသူ့ရဲ့ချွေးနေတာနဲ့သူ့ရဲ့မိသားစုချွေးနေတာနဲ့ရှာခဲတဲ့အရာတွေအားလုံးဖြစ်ကြောင်းကိုတတိပြနိုင်ပါတယ်တတိရှိရဲ့လူဒေါ်လာ2ပိန်းနဲ့တင်ပြီးတော့လောင်ရေးစားလေးလုပ်ရတဲ့ဆိုတဲ့စိန်ခေါ်မှုနောက်ပိုင်းမှာမိသူတူတူတယောက်မှအဲ့စိန်ခေါ်မှုကိုလက်ခံခြင်းလည်းမရှိခဲ့ဘူးမတရားဆွဆွဲတာပဲရှိပါတယ်ကွာနော်အဲ့တော့ Aspasello အနေနဲ့အခုလောလောဆယ်မှာသူ project ကိစ္စကြီးတွေမလုပ်နိုင်ပေမဲ့လည်းသူ့ရဲ့တက်ဆန်းသမျှဒီအင်အားနဲ့တော်လိုင်းရေကိုဘယ်လိုဆက်လက်လုပ်သွားမယ်ဆိုတာကသူအတိအလေးကြေညာပေးပါသည် ပါစယ်လိုဒီတော်လိုင်းရလုံးဝနားသွားခြင်းမရှိပါဘူးเนาะပါစယ်လိုဒီနားသွားခြင်းမရှိဘဲနဲ့သူ့ရဲ့လောက်ရောက်ကိုဆက်ဆက်ပြီးလှုပ်ဆောင်နေမှာပါအခုပါစယ်လိုဒီလုံးနဲ့နားသွားဟိုခက်တာခဏအနားယူပြီးတဲ့နောက်မှာဆက်လက်ပြီးတော့ဘသူတွေကိုတိုက်ခိုက်လာလဲဆိုတော့ကျွန်တော်တို့ရဲ့ဟိုအမှုပညာရှင်ဖြစ်တဲ့ကိုလင်းလင်းနဲ့မချစ်တူဝေတွေကသူတို့ဆက်လက်ပြီးတော့တိုက်ခိုက်လာပါတယ်ကိုလင်းလင်းနဲ့မချစ်တူဝေဝယ်ထားတဲ့အိမ်ကိုလည်းဘယ်ရပတ်ဆံရဘယ်လိုပတ်ဆံရဘာညာဆိုပြီးတော့ဟိုသွတ်ဆွဲနေတာလည်းရှိပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကျွန်တော်တခုတော့ပြောချင်ပါတယ်ဒီအမေရိကန်နိုင်ငံမှာအိမ်ဝယ်ရတာလွယ်တယ်လို့အိမ်ရောင်းရတာလည်းလွယ်တယ် အဓိကကလှုပ်ဆောင်တက်ဖို့နဲ့လှုပ်ဆောင်နိုင်ဖို့ပဲအရေးကြီးပါတယ်အဲ့တော့ဒီလိုလူတွေကိုဆွတ်ဆွဲနေတဲ့သူအားလုံးကိုကြီးလိုက်လို့ရှိရင်လည်းအမေရိကန်နိုင်ငံထဲမှာနေထိုင်နေတဲ့သူတွေအများဆုံးတွေ့ရပါတယ်အဲ့တော့ခင်ဗျားတို့ကျွန်တော်ပြောမယ်အမေရိကန်နိုင်ငံထဲမှာခင်ဗျားတို့နေပြီးတော့ဒီလိုမျိုးဟိုလုံး process တွေကိုမသိတာလားအဲ့အယောင်းဝင်လုပ်တဲ့ခင်ဗျားတို့ခင်ဗျားတို့မသိတာလားလူတွေကိုမနာလိုဝင်တိုစိတ်နဲ့တတက်အပုတ်ချခြင်းနဲ့စိတ်နဲ့ပြောနေတာလားဆိုတာမသေးခွဲတော့ဘူးဆိုတော့ခင်ဗျားတို့ကိုယ်တိုင်ဒီနိုင်ငံမှာအနည်း20 25နှစ်အနည်း20အနည်း30နှစ်မှာအိမ်မဝယ်နိုင်ခြင်းကခင်ဗျားတို့အသုံးမချလို့ သူတို့မှာသူတို့မှာသူတို့ရဲ့လုံဆောင်နိုင်ခြင်းရှိလို့သူတို့ရဲ့ကြိုက်လုံဆောင်နိုင်ခြင်းသူတို့ရဲ့ဟိုအတွေးခေါ်ရှိလို့သူတို့အိမ်ဝယ်သွားတာခင်ဗျားမနာလို့ရအကြောင်းဘာမှမရှိဘူးမနာလို့ရအကြောင်းကိုမရှိဘူးမရှိတာခင်ဗျားကပတ်စံရှိတယ်ခင်ဗျားဝယ်လို့ရတယ်ခင်ဗျားကအလောက်ကန်ရှိတယ်ခင်ဗျားကဝယ်လို့ရတယ်ခင်ဗျားတို့တက်တက်လို့အလုံးမလုံးပဲနဲ့ဒီဟိုအမေရိကန်အစိုးရပေးတာကစားပဲခင်ဗျားတို့ EPD တွေပဲထိုင်စားပြီးတော့ခင်ဗျားတို့အလုံးမလုံးခဲလို့ခင်ဗျားတို့မဝယ်နိုင်တာလေ ခင်ဗျားတို့လာပြီးမှအလုပ်တွေလုပ်ခဲ့လို့ခင်ဗျားမချမ်းသာတာလေအဲ့ဒါကိုခင်ဗျားတို့ထည့်တက်လေထည့်ပြောလေသူများတွေဟိုရောက်ပြီးတော့အိမ်ဝင်လာအခုတယောက်ပြားလူတွေဆိုလို့ဒီနေ့ရောက်မနေ့ကတို့ဝယ်လို့ရတယ်တို့ပတ်စံနေပါလာတဲ့တို့တို့မှအတိုင်းဝိုင်းရှိတယ်တယောက်တယောက်တွေမှာအဖွဲ့အစည်းရှိတယ်ဒီနေ့ရောက်မနေ့ကတယောက်တွေဝယ်လို့ရတယ်အများကြီးကျွန်တော်တို့ပတ်ဝန်းကျင်မှာဝယ်တဲ့တယောက်တွေဝယ်ဝင်လာပြီးဝယ်ခွင့်ရှိတယ်အမေရိကန်နိုင်ငံမှာအမေရိကန်အစိုးရကရောင်းကိုရောင်းကျင်တာမီသူမီသူမဆိုအိမ်လာဝယ်မီသူမဆိုရောင်းတယ်ဘာဖြစ်လို့လဲသူတို့က tax credit ရတယ်လေသူတို့ tax ရတယ်လေသူတို့ရရှိတဲ့ tax ကျွန်တော်ကျွန်တော်အမေရိကန်နိုင်ငံမှာသုံးခွင့်ရတယ်လေ ဲ့ဒီကြောင့်မြေသူမဆိုအမေရိကန်မှာအိမ်ဝင်လို့ရတယ်ဆိုကျွန်တော်ပြောတာဒါကြောင့်အရင်နေ့လျှောက်ပြောမင်းနဲ့ကိုအိမ်မဝင်နိုင်နဲ့ကိုအတော့မကြမုံရွာရင်ပြည်သူများထံမှဆက်ကြီးကောက်နေသောရဲရရှိ၃ဦးနှင့်ရဲတပ်သား၁ဦးတို့လိုက်ပါလာသောကားကိုတော်လန်ရေးတပ်များကပြစ်ခတ်မှုရဲ၄ဦးတေဆုံး စကိုင်းတိုင်းမုံရွာမြို့နယ်တွင်ပြည်သူများထံမှစက်ကြီးကောက်နေသောရဲရရှိ၃ဦးနှင့်ရဲတပ်သား၁ဦးတို့လိုက်ပါလာသောကားကိုတော်လန်ရေးတပ်များကပြစ်ခတ်မှုရဲ၄ဦးတေဆုံးပြီးလက်နက်ခဲယမ်းများတင်ဆဲရရှိကြောင်းမုံရွာမြို့နယ်ပြည်သူလုံခြုံရေးအဖွဲ့မုံရွာမြို့နယ်ပလဖာမှတာဝန်ရှိသူ၂ဦးကရန်ကုန်ခေတ်သစ်တည်င်းဌာနထံသို့ပြောဆိုသည် အော်တိုဘာလ၄ရက်နေ့နနက်ပိုင်းမုံရွာမြို့နယ်တာစီလန်းနှင့်အတောအတူမြလိုင်းဘက်တွင်ပြည်သူများထံမှငွေကြေးနှင့်ပါလာသောပစ္စည်းများအတင်းအဓမ္မဆက်ကြီးကောက်ခံနေသောရဲအရာရှိ၃ဦးနှင့်ရဲတပ်သားတို့ဦးလိုက်ပါသောအင်စီကားကိုတော်လန်ရေးတပ်များကတိုက်ခိုက်ခဲ့ကြောင်းအပြန်အလှန်တိုက်ခိုက်မှုအတွင်ရဲ၄ဦးစလုံးသေဆုံးခဲ့ပြီး တော်လန်ရေးတက်များအထိခိုက်မရှိခဲ့ကြောင်းလက်နက်ခဲယမ်းများတင်စေရရှိခဲ့ကြောင်းသိရှိရသည်တေဆုံးသူရဲ၄ဦးအနက်မှ၃ဦးမှာကချင်ပြည်နယ်မိုးကောင်းမြို့နယ်နမတီးနယ်မြေစခန်းမှာရဲတက်ချက်တင်းစုံဖြစ်ကြောင်းတင်စေရရှိသောလက်နက်ခဲယမ်းများမှာပါ63ခေါ3 26မမပစ္စတိုတလက်တို့ဖြစ်ပြီးလိုက်ပါစီးနှင်းလာသောအင်စီကားမှာလည်းပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပျက်စီးသွားကြောင်းသိရှိရသည် ပြည်သူတွေအနေနဲ့လက်ရှိအခြေအနေမှာအထူးကယူဆိုင်ပြီးတွာလာပေးကြဖို့နဲ့ဘေးကင်းကြပါစေလို့ပြောချင်ပါတယ်ဟုမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မုံရွာမြို့နယ်ပလတ်ဖမှတာဝန်ရှိသူကရန်ကုန်ခေတ်တည်င်းထဏာထံသို့ပြောဆိုသည့်အဆိုပါမစ်ရှင်ကိုမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မုံရွာမြို့နယ်ပလတ်ဖနှင့်ကျောင်းသားတက်တော်ဆက်မုံရွာခရိုင်တက်ရင်နှစ်ခွဲတရွာစော်ကြီးတော်လန်တန်ဒူးဒလင်မဘောက်ထင်းတို့ကအတူပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည် ဲ့ဒါကြီးသူများလေးအိမ်ဝင်တာခင်ဗျမနာလို့ဖြစ်စရာအကြောင်းမရှိဘူးဟုတ်ပါစေလို့ဆိုအေးစင်းနေသွားပြီဒီအမေရိကန်နိုင်ငံမှာရှိတဲ့မက်ခင်မိုးခင်ဗျားကျွန်တော်ပြောတော့မယ်ခင်ဗျားဒီတောက်လျှောက်ပါစေလို့တိုက်ခတ်လာတာဒီနေ့ပါစေလို့အေးစင်းစင်းနေနေပြီသူကတူတူသူလက်ချိန်လာပြီးတိုက်ကြည့်ပြီဒီဒီနေ့ဒီခင်ဗျားမနေရဘူးခင်ဗျားတိုက်ခတ်နေတော့ပါစေလို့ခင်ဗျားတို့ရဲ့မနာလို့အမုန်းတရားရဲ့တော်တော်ကြီးရတော့ကျွန်တော်တို့ကြည့်ရတာတော်တော်ရုပ်ကြီးရခင်ဗျားတို့လူတယောက်ပေါ်မှာမနာလို့ချင်းကိုအတုံးမကြတာကိုထုတ်ဖို့မပြောရဲချင်းကိုကိုလည်းအိမ်မဝင်နိုင်ချင်းအိမ်ဝင်နိုင်တဲ့သူတွေကိုမနာလို့ဖြစ်ချင်းကြီးခင်ဗျားတို့ရဲ့ရှင်ထဲမှာအများနဲ့ကြင်အောင်နေတယ် အများကြီးကြောက်နေတာဒီအမေရိကန်နိုင်ငံမှာရှိတဲ့တော်လန်ပါတယ်ဆိုပြီးနာမည်ခံထားတဲ့သူတွေတော်လန်ရဲ့အယောင်ဆောင်တွေတော်လန်ပြည်သူတွေဘက်ကပါဆိုပြီးပြောနေတဲ့သူတွေအကုန်လုံးဒီတကယ်တော်လန်ပြည်တော်လန်နေတဲ့သူတွေတိုက်ခိုက်နေတာအမေရိကန်နိုင်ငံသူတွေတခြားသူတွေမတိုက်ခိုက်ဘူးခင်ဗျားတို့ရဲ့မတိကျိုးကျိုးပြောဆိုမှုကြောင့်ပြည်ပမှနေတဲ့မြန်မာနိုင်ငံလူမြန်မာနိုင်ငံသားတွေကဘူးမတိဘာမတိတဲ့ဝင်ပြီးတော့ပြန်လေတိုက်ခိုက်နေရတာအဲ့ဒါခင်ဗျားတို့အသုံးချလို့တော်လန်နေပါတယ်ဆိုတဲ့သူတွေခင်ဗျားတို့အသုံးချလို့ဒီနိုင်ငံမှာနေပြီးတော့အိမ်ဝယ်ခြင်းအိမ်ရောင်းခြင်းကိုခင်ဗျားတို့မသိဘူး ကျွန်တော်စိတ်ထင်ရတော့ဒီကုလင်းလေးနဲ့မချစ်သူတွေဒီတော်လိုင်းပြီးတော့လို့ရှိရင်သူတို့ဝယ်ထားတဲ့အိမ်ကိုသူတို့ပြန်ရောက်ပါမှလို့ကျွန်တော်ယူဆတယ်။သူတို့ဝယ်ထားတဲ့အိမ်ကိုသူတို့ပြန်ရောက်ရင်သူတို့မြန်မာနိုင်ငံသူတို့ပြန်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်။မတ်ပန်ဆယ်လိုပဲဒီလိုပဲ။ဒီတော်လိုင်းပြီးပြီးတော့လို့စစ်ခွေးမင်းရောက်လာတုတ်ကြပြီးလို့ဒီသူကတင်ရောက်တဲ့အရတားဆိုးရတယ်လည်းဖွဲ့စည်းပြီးတော့မြန်မာနိုင်ငံအုပ်ချုပ်တဲ့အချိန်မှာသူတို့တွေအကုန်အားလုံးကြီးသူတို့ပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေအကုန်ရောင်းချပြီးတော့မြန်မာနိုင်ငံကိုပြန်ပြီးတော့မြန်မာနိုင်ငံမှာအခြေချမယ်လို့ကျွန်တော်ယူဆပါတယ်။အဲ့ဒါပဲ။သူတို့ဒီနေရာရရှိလို့မဟုတ်ဘူး။ သူတို့ဒီထိုင်ကုန်နေရလူကြီးလို့မဟုတ်ဘူးသူတို့ဒီနာမည်ကြီးကြီးလို့မဟုတ်ဘူးသူတို့လောက်ဆောင်နေတဲ့အလုပ်တွေသူတို့လုပ်တယ်အကူလေးလေးနဲ့မတူမချစ်သူတွေသူတို့အချိန်ညိုပေးရတယ်သူတို့ရင်ထဲမှာရှိတဲ့တခြင်းတွေသူတို့ဆိုရတယ်သူတို့အာကောင်ရရသူတို့စိုက်ထောက်ရတဲ့လေနဲ့သူတို့တီဆိုပြီးတော့မှရရှိတဲ့ရပုံငွေတွေမြေပြင်ကိုတရားရခိုင်လို့လှူတယ်ဒါသူတို့လုပ်နေတဲ့အလုပ်တွေခင်ဗျားတို့ဘာလို့မနာလိုဖြစ်နေရတာလဲကျွန်တော်တို့ကကိုလေးလေးမချစ်သူတွေလို့ပဲဒါကြီးယက်တည်တယ်သူတို့လုပ်နေတဲ့အလုပ်ကိုသူတို့လုပ်နေတာအဲ့ဒါကိုခင်ဗျားတို့မနာလိုကြအကြောင်းပါမှမရှိဘူးယောက်ျားယောက်ျားလို့စကားပြော မိမစကားကြီးရှောက်မပြောနဲ့အမေပေးလို့ပါလာတဲ့ဂွေးနှလုံးကတန်ဝိုးရှိရှိအတုံးချာယောက်ျားလို့စကားပြောယောက်ျားလို့စကားမပြောလို့ရှိရင်တော့ယောက်ျားမဆန်တော့ဘူးမင်းတို့လည်းအိမ်မဝင်နိုင်တာမင်းတို့အတုံးမချလို့သူတို့လည်းမင်းတို့အရင်ရောက်တယ်သူတို့လည်းမဆောင်းဆောင်နိုင်တာမင်းတို့အတုံးမချလို့ဒါအိမ်မဝင်နိုင်တဲ့လူတွေအားလုံးကျွန်တော်ပြောနေတာမဟုတ်ဘူးနော်ကိုယ်အိမ်မဝင်နိုင်တဲ့မဝင်နိုင်တဲ့ထားလိုက်ဒါပေမဲ့အိမ်ဝင်နိုင်တဲ့လူတွေတော့မစော်ကားနဲ့သူတို့ကအရင်ချင်းရှိလို့သူတို့ဝင်နေတာသူတို့ပတ်စံရှိလို့သူတို့ဝင်နေတာဒါအောင်ဒီတူကကိုယ်လည်းနဲ့မချစ်သူတွေငါတိုင်းကအိမ်ဝင်သွားပါလေဘာအိမ်ဘာဝင်သွားပါလေသူတို့မိသားစုရက်ကြည့်ဖို့အတွက်မိသားစု၄ယောက်ရှိရဲ့ အိမ်ကနေလို့ရှိရင်ဘယ်လောက်ဒုက္ခရောက်လဲတနေ့တက်လာတက်လာပေးရတဲ့ပတ်စံ2500တော့လာသူတို့ဘယ်ပြီးတော့လဲသူတို့ low process ဆက်သွားတယ်အိမ်ဝယ်လိုက်တယ်သူတို့ပေးရမယ့်အိမ်လာကပေးဆောင်အောင်လုံးလုံးရငွေကြေးတက်ဖို့ဒါသူတို့ပြန်ရမယ့်ပတ်စံလေဒါသူတို့ရဲ့ရှင်နေလို့ငါတို့တို့လောက်တယ်လေသူတို့ဘဝရက်တီဖို့တည်တယ်လေသူတို့မိသားစု၄ယောက်အိမ်လေးမှာအေးဆေးနေလို့မရအောင်လားခင်ဗျားတို့မူလီတာမပွားပေးနိုင်ဘူးလားမူလီတာပွားပေးရမှာသူတို့ဒီမြန်မာနိုင်ငံမှာလှမ်းလှမ်းတော့နာမည်ကြီးနေတဲ့ celebrity တွေလေဒီနိုင်ငံမှာလူလိုနေနေတာပေါ့ ဲ့လိုခင်ဗျားတို့မစဉ်းစားတော့ဘူးလားစဉ်းစားပြရမှာခင်ဗျားတို့ပြည်သူတွေကပြည်သူမဟုတ်လားပြည်သူဖြစ်ချစ်တဲ့အမှုပညာရှင်တွေကိုပြည်သူတရားနေနဲ့ဝမ်းဝမ်းပြီးတော့ကာဝယ်ပေးရမှာခင်ဗျားတို့မှတောင်းမရှိဘူးလားသိရှိတာပေါ့ဒါကခင်ဗျားတို့လူလုံးမစဉ်းစားခဲ့ဘူးလူလုံးမတွေးခဲ့ဘူးမနာလို့မုန်းတိစိတ်ကြီးနေခင်ဗျားတို့တွေးခဲ့တာတကယ်လို့ခင်ဗျားတို့မားတယ်ကိုလင်းလင်းတို့မကိုလင်းလင်းတို့မချစ်သူတွေလို့မှန်တယ်သူတို့လောက်လိုက်တော့သူတို့မှန်တယ်သူတို့မိသားစုဘဝလေးမှာဒီအိမ်လေးမှာအေးချမ်းချမ်းနဲ့ရက်တည်ပြီးတော့တော်လန်တော်လန်ရေးတဲ့ဘလို့အထောက်အကူပြုမယ်အချင်းလေးဆိုမယ်ကြားရည်ပြီးမယ် ဒီနိုင်ငံမှာအင်္ဂါနေပြီးသချင်းစုံကိတာဒီလိုလေဘေးရန်အင်ကြားလို့ရှင်အနောက်ရန်အင်ကြားရှင်အရှိဘေးကြားလို့ရှင်ဘယ်လိုလုပ်လဲကွန်ပလိန်နေလာမှာသူတို့အင်သူတို့ဝယ်ပြီးသူတို့စတူဒီယိုလေးနဲ့သူတို့ကသူတို့လုပ်တချင်းနေတိုက်အချင်းနေရေးဒါလိုအပ်တယ်ဒါလိုအပ်တယ်အိမ်ဝယ်ဖို့လိုအပ်တယ်အဲ့ကြောင့်သူတို့ဝယ်တာခဏတော့နားမလဲဘူးသူတို့ရှင်ထဲမှာထွက်လာတဲ့တော်လန်ရေးအတွက်သချင်းစာသားတွေတော်လန်ရေးရေးအတွက်ရေးမဲ့သချင်းတွေတော်လန်ရေးအတွက်ပြည်သူတွေကိုတင်ဆက်ခြင်းနဲ့အမှုပညာအမှုပညာတွေဒါနဲ့ကိုပိုင်အရှိမအလုပ်လုပ်ရတာအဆင်ပြေတယ်ခဏတော့လိုမျိုးဟို 6ပေဆွဲပေ7ပေဆွဲပေအခန်းကြီးထဲမှာနေပြီးတော့တဏှာစားလေးအိတ်လို့ရရင်ပြောဆိုတဲ့အနေထားမျိုးနဲ့နေတဲ့သူသားထဲမှာကိုလေးလေးနဲ့မချစ်သူဝင်မပါဘူးသူတို့မပါဘူးတော့ရောက်ပါမှာရောက်လို့ရောက်ရတယ်လို့အိတ်ပြီးတော့ရတယ်လို့စားမယ်ဆိုတဲ့အထက်မှာကိုလေးလေးနဲ့မချစ်သူဝင်လို့မပါဘူးသူတို့ရဲ့နေမှာဒီမှာပိုင်ဆိုင်တယ်များအရာအလုံးကြီးခင်ဗျားတို့တဘွားစားလို့တဘွားတဘွားစားလို့နဲ့အတက်နေတယ်ခင်ဗျားတို့တော့မချသာခဲ့ဘူးခင်ဗျားတို့တော့မအောင်မြင်ခဲ့ဘူးခင်ဗျားတို့တော့အတိညာမရှိခဲ့ဘူးခင်ဗျားတို့ဒီအမေရိကန်နိုင်ငံသားရောက်တာ ကြောက်စိတ်မပြောက်ခဲ့ဘူး။ငါဘဝဘလို့တိုးတက်အောင်လုပ်ရမယ်မစဉ်းစားခဲ့ဘူး။ငါဘဝလူတွေကြားထဲမှာလူလူဘလို့နေထိုင်ရမလဲခင်ဗျားတို့မစဉ်းစားခဲ့ဘူး။လူတွေနဲ့တင့်တင့်ပတ်တက်ရခင်ဗျားတို့မနေနိုင်ခဲ့ဘူး။ခင်ဗျားတို့အတူယူရမှာမပန်ဆယ်လို့ကိုလေးလေးမချစ်တူဝေတို့ရဲ့အတူခင်ဗျားတို့ယူရမှာသူတို့ဘလို့ဘလို့ရက်တိခဲကြတယ်လေမိသားစုမိသားစုတစုတပြုံကြီးရောက်လာကြတဲ့အချိန်မှာဒီလိုအိမ်လေးနဲ့ငှားနေဖို့တင့်တော်တာလားမတင့်တော်လားခင်ဗျားတို့စဉ်းစားခင်ဗျားတို့လေတော့တခေါက်ကြက်တွေမဟုတ်ဘူးသူတို့ကမိသားစုနဲ့နေတာ မိသားစုကမိသားစုလိုပဲနေကြတာသူတို့လောက်အောင်အမှုပညာရက်တွေကိုသူတို့အေးစေးလှုပ်ချင်တာခန်းကျင်းလေးထဲမှာနေပြီးတော့မိသားစုနဲ့အတူတူနေပြီးတော့သူတို့ရဲ့အမှုပညာရှင်အမှုပညာရက်တွေကိုသူတို့ဖန်တီးချင်တာမဟုတ်ဘူးအဲ့ခင်ဗျားတို့တတိချာစဉ်းစားကိုလိုမတွေးနဲ့ခင်ဗျားတို့ကနေကြတဲ့အစိမ့်နဲ့တွေးတာသူတို့ကအမြင့်ဆုံးတွေးတာတော်လံပြည်သူတွေရင်ထဲကိုသူတို့ရဲ့အမှုပညာတွေရောက်မှဒီတော်လံရင်မှာပြည်သူတွေတော်လံရုပ်မမေ့နိုင်ဘူးဆိုတာနေလှည့်ပြီးတော့ အချင်းဆိုပြနေတယ်အားတွေကိုရားပြီးတော့သူတို့ဆိုနေတာမဟုတ်ဘူးခင်ဗျားတို့လည်းအားတွေကိုရားနေလို့ဒီ live ပေါ်တက်ပြီးတော့စာတွေရေးလိုက် live ပေါ်တက်ပြီးတော့စကားတွေပြောလိုက်အဲ့လိုလုပ်နေတာတူတူမှတကွမှမရှိဘူးသူတို့အချိန်နဲ့သူတို့ရဲ့ schedule ကပြည့်နေတာခင်ဗျားတို့လည်းဒီနေ့ background ကို found ထူအောင်လေဒီနေ့ background ကိုဆော်အောင်လေဒီနေ့ background ကိုစာနဲ့ရေးပြီးတော့လုပ်အောင်လေဒီနေ့ background ပုံထောင်အောင်လေအဲ့လိုလုပ်နေတဲ့အချိန်မှာသူတို့တွေမပါဘူးအဲ့ခင်ဗျားသိဖို့အရင်ရေးကြည့်ရဲ့ခင်ဗျားတို့ပြောလိုက်ရင်တော့ငါတို့ကဒေါ်လာရေးကိုဘယ်လိုပါဝင်နေတာဒေါ်လာရေးမှဘယ်လိုမျိုးလှောက်ဆောင်ပေးနေတာခင်ဗျားတို့ပြောနေတယ်ဒါကခင်ဗျားတို့လောက်ကြရအလွဲဖြစ်နေတယ် ကိုယ့်ကိုပြစစ်တာအဲ့တော့ကျွန်တော်ပြည်သူတွေပြောချင်တယ်ဒေါ်လာရင်းကအဲ့လိုအယောင်ဆောင်နေအများရှိပါတယ်အားမပေးပါနဲ့ရှုံချပါအဲ့လိုအယောင်ဆောင်ပြည်သူတွေဒီဒေါ်လာရင်းကအစိတ်တောက်နေပဲဖြစ်တယ်အခုပဲရှိပါကျွန်တော်တို့လည်းဒေါ်လာပြည်သူတွေပါပဲကျွန်တော်တို့ဆိုလည်းတောက်လျှောက်ဒေါ်လာရင်းကိုလောက်လာခဲ့တာပြည်သူတွေအများဆုံးသိပါတယ်အခုကျွန်တော်တို့လူမျိုးကိုတော့မှအန်ယူဂျီရဲ့လက်အောက်မှာရှိတဲ့ဖြစ်တဲ့ဝန်ကြီးဌာနမှာအလုပ်လုပ်နေပါလေဆိုတဲ့အောင်မောင်းခေါ်ခိုင်လေးကသူ့ရဲ့အကြောင်းကိုကျွန်တော်ကပြောပြလိုက်လို့ကျွန်တော် မြန်မာနိုင်ငံနဲ့ထိုင်းကိုလာလို့ရှိရင်ကျွန်တော်တိတ်တန့်နေဆိုပြီးတော့ချင်းချောင်းနေတာဒါဒေါ်လာပြည်သူမဟုတ်ဘူးအယောင်ဆောင်နေတာတွေကအပြည်သူတွေတိတ်နေတယ်ပြည်သူတွေတိထားဖို့အရန်ရေးကြီးတယ်သူပြောတာတော့နော်သူပြောတာကတော့ပြည် NGO ပြည်ထရေးဝင်ကြီးထားတဲ့စစ်ထောက်တာကြီးအောင်ပေါင်းပါလေကျွန်တော်တို့လူမျိုးတွေကို तू ပြတ်တော့ तू ဘာကြိုးရှိမှာလဲတွတော့ချင်းချောင်းတယ်တက္ကသိုလ်ကြားမှာဆိုတော့ကျွန်တော်တို့တော့ချင်းချောင်းသေးတယ်သူလောကမှာလောကစစ်ခွေးမရောက်နိုင်တဲ့အုပ်စုကို तू တတ်ဖြတ်မှာလေကျွန်တော်တို့တတ်ဖြတ်မှာမဟုတ်လေအဲ့တော့အခုလင်းလင်း ဟိုကိုလင်းလင်းတို့မချစ်သူတွေတို့မပတ်ဆက်လို့တိုက်ခိုက်နေတဲ့သူတွေအဓိကအမေရိကန်နိုင်ငံထဲမှာရှိတဲ့လူတွေဒီလူတွေဆက်ပြီးတော့တိုက်ခိုက်နေတာမင်းတို့သတိထားပါမင်းတို့မင်းတို့ရဲ့လောက်ရတဲ့ဒီပြည်သူလူထုလက်မခံနိုင်ဘူးငါတို့တွေလက်မခံနိုင်ဘူးတောက်ရှောင်မင်းတို့တိုက်ခိုက်ရင်တောက်ရှောင်မင်းတို့ကိုပြန်ပြီးတော့ပေါ်တော့မယ်အဲ့ဒါငါတို့ရဲ့အလုပ်ရမယ်အလုပ်ပဲဒီဒေါ်လာရုပ်ရှေ့ဆက်ပြီးတော့ငါတို့အထိခိုက်မခံနိုင်တော့ဘူးငါတို့ကတော့ငါတို့ကအလုပ်ကိုငါတို့လုပ်မယ်ရှေ့ဆက်သွားမယ်မင်းတို့ရဲ့တိုက်ခိုက်လာမှုပုံကငါတို့ပြန်လဲတုံ့ပြန်မယ်ငါတို့ဒီ Facebook ကိုပြန်ရောက်လာပြီနော်နားတွေကတော်တော်ကြာပြီနားတွေကတော်တော်ကြာပြီဆိုတာကဟို ကိုလောက်ရမယ့်အလုပ်တွေမလုပ်ဘူးမို့လုပ်တယ်။ဒါနဲ့ဒီ online ပေါ်တက်မလာတာ။အခုပြန်လည်းတက်လာပြီ။ဒီလိုငါတို့ရဲ့အမှုပညာရှင်တွေငါတို့ကိုရှေ့ရနေပြီးတော့မမမငွေရှာပေးနေတဲ့ online ရေးတက်ငွေရှာပေးနေတဲ့သူတွေအားလုံးကိုမင်းတို့ဆက်ဆော်ကားရင်ငါတို့ကဆက်ပြီးတော့မင်းတို့ကိုဖော်ထုတ်မယ်လို့တောင်းချင်နေရတယ်ငါတို့ကြင်ညာရယ်နော်။အဲ့ဒါမင်းတို့လုပ်ရရင်လုပ်ကြည့်ပါကွာနော်။လုပ်လို့ရတဲ့နေရာကနေပြီးတော့ပြောလို့ရနေရာပြောရတဲ့နေရာပြောကြည့်လိုက်ငါတို့ပြန်ရောက်လာပြီ။အဲ့တော့ဒီ Facebook ပေါ်မှာအကျိုးရှိရှိအကျိုးရှိတဲ့စကားတွေကိုငါတို့ပြောဆိုသွားမယ်။အဲ့တော့ ခုလောလောဆယ်မင်းတို့တက်ခန့်ယူတယ်ကိုလေးလေးလုံးမချစ်သူတွေလို့ပဲကနေပြီးတော့ငါတို့ရက်တည်ပြီးတော့ငါတို့ပြန်လဲပြီးတော့မင်းတို့ကိုပြန်လဲချိပါသွားမယ်ဆိုတာမင်းတို့မြင်နေသတိထားနေနားနေရကြပြီနော်အင်အားတွေအပြည့်နဲ့ပြန်လာပြီအဲမင်းတို့သတိထားအဓိကတော့ကျင်အမေရိကန်နိုင်ငံထဲမှာရှိတဲ့သူတွေတယောက်ချင်းစီရဲ့နာမည်တွေပိုင်နေနဲ့တက်ပြီးတော့လာမယ်နော်အဲ့တော့ငါတို့အားရင်အပြည့်နဲ့ငါတို့ပြန်လာပြီးဖြစ်တဲ့အတွက်အားလုံးကိုကျွန်တော်ဒီနေ့အားနေတော့တော်တော်ကြပါလေကျွန်တော်တော်လိုင်းဆက်လက်တော့အားပါပါဆက်လက်တော့မယ်တော်လိုင်းမှာရှိတဲ့ဆူညောက်ခလုတ်တွေကျွန်တော်တို့ဖြည့်ရှင်းပါမယ်လို့ လုပ်ချင်ပါတယ်နော်ပြောဆိုနိုင်နိုင်မပြေပါဘူးဆိုတော့ကျွန်တော်ဒီနေရာလေးတော့ရပ်ခွင့်ပေးပါနောက်ပတ်ဒီနောက်နောက်တစ်ပတ်တင်းငွေလေးဆိုနေပါလေကျွန်တော်တို့ဆက်လက်ပြီးတော့ကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်ညီကိုလေးနဲ့တိုင်ပြီးတော့ကျွန်တော်တို့အတူတကွပြောဖြစ်မလားဒီလိုစဉ်း